ုံညာတဲ့အခါမှာမတုံးသင့်တဲ့စကလုံးသုံးလုံးတကယ်ပဲဒီစကလုံးသုံးလုံးကြောင့်ပဲခမည်းရဲ့ကြုံညာကလူစိတ်ဝင်စားမှုမရှိဖြစ်နေတာလားစလုံးတင့်ဈေးအတန်ဆုံးလူတိုင်းနှိပါကကြုံညာ post တင်လိုက်တဲ့အခါမှာဈေးအတန်ဆုံးလို့ပြောပြီးရောင်းကြတာပါအဲစကလုံးသုံးလိုက်ခြင်းအပြင် ကိုယ့်ရဲ့ product တန်ဖိုးကဝယ်သူအနေနဲ့ကြီးလာရင် quality မကောင်းလို့လားဒါမှမဟုတ်ပစ္စည်းဧရာပါလို့ဈေးလျှော်ရောင်းတာလားဒီလိုမျိုးထင်ချက်တွေရှိနိုင်ပါတယ်အဲ့ဒီအစားတန်ဖိုးထပ်ပို့တဲ့စကလုံးမျိုးသုံးတာကပို့ပြီးတင်တော့ပါတယ်ဆက်လုံးနှစ်အယောင်အများဆုံးတကယ်ပဲဒီ product ကအယောင်ရာဆုံးလားဘာကြောင့်အယောင်ရာဆုံးလို့ပြောနိုင်ရတာလဲဒီလိုပြောနိုင်ဖို့ဆိုရင်ပစ္စည်းအရေးသေးကတကယ်ကောင်းတာလားဒါမှမဟုတ် seasonal နဲ့ကန့်ညီတဲ့ပစ္စည်းမို့လား ဒီအချက်တွေကို customer တိတာထင်ရှားအောင် ပြသဖို့လိုပါလိမ့်မယ်။ဥပမာပြောရမယ်ဆိုရင်မိုးရသည်မှာမိုးကရောင်းတာဖြစ်ဖြစ်ထီရောင်းတာပဲဖြစ်ဖြစ်မိုးရွာတဲ့အချိန်အပြင်ထွက်တဲ့ခါလုံလုံကြုံကြုံနဲ့မိုးမစုံစေဘဲအလွယ်တကူအသုံးပြုလို့ရတဲ့ဆိုတဲ့ message ကိုပေးဖို့အတွက်အသုံးပြုပြတာပဲဖြစ်ဖြစ် product အကြောင်းရှင်းလင်းပြတာပဲဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ်။မိုးကတော့ထီတို့ကမိုးရွာတဲ့အခါမှာအသုံးပြုဖို့အတွက်ဆိုတာလူတိုင်းနှီးပါသိရှိတယ်ဆိုပေမဲ့ product ကိုအသုံးပြုပြတာက ပိုပြီးရောင်းအားတက်စေတာမို့ season နဲ့အလိုက်အယောင်ရဆုံးပစ္စည်းဆိုပြီးတက်တည်ပြရလဲရောက်ပြီးတော့ customer ယုံကြည်မှုကိုလည်းပုံမူရရှိစေမှာဖြစ်ပါတယ်။စက်လုံးသုံးအကောင်းဆုံးလို့ပြောပြီးရောင်းချတာတကယ်ကဘေးပစ္စည်းမှာအကောင်းဆုံးရလို့မရှိပါဘူး။ဘာလို့လဲဆိုတော့လူတကူအကြိုက်တစ်မျိုးစီမို့လို့ပါကိုယ့်ရဲ့ product ကို အကောင်းဆုံးလို့ပြောရောင်တာထက်စာလျင်ဘယ်အသက်အရွယ်တွေကအကြိုက်ဆုံးမင်းကလေးတိုင်းနှိပါအကြိုက်ဆုံး ယောက်ျားလေးတိုင်းနီးပါးအကြိုက်ဆုံးဒီလိုပြောရအောင်မယ်ဆိုရင်ပို့ပြီးတင့်တော်စေပါတယ်ဥပမာယောက်ျားလေးဝင်းနာယီကိုမိန်းကလေးတွေကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါကိုလူတိုင်းကြိုက်တဲ့အကောင်ဆုံးနာယီလို့ပြောရအောင်မယ်ဆိုရင်မကြိုက်ကြတဲ့မိန်းကလေးတွေကငါတော့မကြိုက်ကြတာငါကောင်လေးဒါမှမဟုတ်ငါအဖေဆိုရင်လည်းကြိုက်ကြမှာမဟုတ်ဘူးဆိုတဲ့အတွေးဝင်သွားနိုင်စေပါတယ်တကယ်လို့ယောက်ျားလေးတွေအကြိုက်တွေ့စေမဲ့နိုင်လို့ပြောရအောင်နေဆိုရင်တော့ငါမကြိုက်ပေမဲ့သူတို့ကြိုက်လောက်မှာပါလေဆိုတဲ့အတွေးဖြစ်သွားတာကြောင့် နာယီကျော်ညာကိုသူ့ရဲ့တက်ဆိုင်သူကိုပြာကောင်းပြနိုင်စေပြီးတော့ surprise လုပ်ဖို့အတွက်ဆိုရင်လဲဝယ်ဖို့ရှာကြိမ်တော့ပုံမများပြားစီမှာဖြစ်ပါတယ်။